နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းသက်ရောက် တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇွန်လတည့်ရက်တနင်္ဂနွေနေ့ မယားဆိုတဲ့စတုထားလားခန်းကြီး20အငယ်12မှ19ထိုကာလကပါလဒန်တာဘာဘူးလုံးမင်းကြီးမေရောဒပါလဒန်ဒီဟေဇကိမင်းနာ၍အနာပြောက်တီကိုကြားသောကြောင့်မိတ္တာစာနေလက်ဆောင်ပါလျက်တမန်တို့ကိုဆေလွတ်လေ၏ဟေဇကိမင်းဒီသူတို့ရောက်သောကြောင့်ဝမ်းမြောက်၍ရွှေတိုင်းမှစသော ရွှေငွေနန္တာမျိုး အဖိုးထိုက်သောနှံ့သာစီ လန်နတိုင်းနှင့်ဗန်နာတော်အလုံးစုံတို့ကို ပြလေ၏နန်တော်မှာဆာ၍နိုင်ငံတော်အရရ၌မပြသောအရာတစ်စုံတစ်ခုမြမရှိ ထိုအခါပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့သွား၍ထိုလူတို့သည်အဘယ်သို့ပြောကြပါသနည်းအဘယ်ပြည်မှအထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်တော်ဟေဇကိမင်းကဝေသောအရာဘာဘူးလုံပြည်မှရောက်လာကြသည်ဟု ြန်ပြော၏နန်းတော်၌အဘယ်အရာကိုမြင်ကြပြီနည်းဟုမေးပြန်လျင်ဟေဇကိမင်းကနန်းတော်၌ရှိသမျှကိုမြင်ရကြပြီဘန္နာရောတွင်ငါမပြသောအရာတစ်စုံတစ်ခုမှမရှိဟု ပြန်ပြော၏ထိုအခါဟေရှာယကကောင်းငင်ဘုရားအရှင်ထာရဖျား၏နှုတ်ကပတ်တော်ကိုနာထောင်လောနန်းတော်၌ရှိသမျှကို၎င်းယင်းနေ့တိုင်အောင်ဘိုးဘီတို့၌စီဘူးသမျှကို၎င်း ဘာဘူးလုံမျိုးတို့ယူသွားရသောကာလသည်ရောက်လိမ့်မည်တစုံတစ်ခုမျှမကြံကျွင်းရဟုထာရဖျားမိန်တော်မူ၏သင်နှင့်နွယ်၍ရသောသင်ဤသားမျိုးတို့ကိုလည်းယူသွား၍သူတို့သည်ဘာဘူးလုံရှင်ဘရင်ဤနန်းတော်၌လူပြိုတော်လောက်ရကြလိမ့်မည်ဟုဟေဇကိမင်းအားပြောဆိုလေ၏ဟေဇကိမင်းကလည်းသင်ပြန်ရသောထာရဖျား၏နှုတ်ကပတ်တော်ကောင်းပါ၏ဟု၍၎င်းအကယ်၍ငါလက်ထက်၌ ငြိမ်သက်ခြင်းနှင့်သစ္စာစောင့်ခြင်းရှိလျင် ကောင်းပါသည်မဟုတ်လောဟု၍၎င်းဟေရှာယအားဆိုလေ၏ဟေဇကိမင်းကငါလက်ထက်၌ငြိမ်သက်ခြင်းနှင့်သစ္စာစောင့်ခြင်းရှိလျင် ကောင်းပါသည်မဟုတ်လောဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး20အခန်းငယ်19 ျွန်ုပ်တို့ကိုစဉ်စားနားလည်ပြီးသောဖျားသခင်ငါအဒံရာကိုကြည်ကျင်လားဟု ကျွန်ုပ်မိတ်ဆွေဘေလ်ကမေးသည် သူသည်လွန်ခဲ့သောနှစ်များစွာကလှေကားပေါ်မှ ပြုတ်ကျပြီး ကိုအောက်ပိုင်းသေသွားသည်ယခုတွင် ခွဲစိတ်ကုသမှုတစ်ခုမှ ပြင်းထန်သောယောဂါပူးကူးဆက်မှုကြောင့်ဆေးရုံတင်ထားရသည် သူနောက်ထပ်ရင်ဆိုင်ရသည့်အခက်အခဲကိုပြောဆိုရင်းဆောင်းကိုလှက်ကာယောဂကုသမှုကိုကုသသည့်ခွဲစိတ်ဒဏ်ရာချုပ်ရိုးရှည်ကြီးကိုပြသည်နာလာဟုမေးရာငါဘာမှမခံစားရဘူးဟုသူကဖြေသည်သူပြောပြီးပြီးချင်းမှပင်သူနှင့်မိတ်ဆွေဖြစ်သည့်နှင့်များတလျှောက်သူဒဏ်ရာကြောင့်သူဤလှုပ်ရှား၍လျားနိုင်စွမ်းနှင့် ခံစားမှုစွမ်းရည်နှစ်ခုစလုံးမရှိတော့ဒီကိုကျွန်ုပ်မသိခဲ့ပါလားဟု ကိုကိုကိုတိလိုက်သည်သူနှင့်သူနေစဉ်ရင်ဆိုင်ရသော နာကျင်မှုတန်ရာကိုကျွန်ုပ်ကောင်းစွာသိနာလေခြင်းမရှိသူ့ဘောစာနာစိတ်မရှိခဲ့ပါလားဟုကျွန်ုပ်ရှက်မိသည်ကျွန်ုပ်မိတ်ဆွေနှင့်ပတ်သက်၍ကျွန်ုပ်နားလေစဉ်းစားပေးမှုမရှိခြင်းကယူဒရှင်ဘီယံဟေဇကိမင်းပြုခဲ့သည့်အရာတစ်ခုကို တတိယစီသည်ပရောဖက်ဟေရှာယကဟေဇကိမင်းအားတနေ့တွင်နန်းတော်၌ရှိသည်မြကိုဘာဘူးလုံမြို့သို့ယူသွားရသော ကာလသည် ရောက်လိမ့်မည်သင်ဤသားမျိုးတို့ကိုလည်းယူသွားလိမ့်မည်ဟု ပြောခဲ့သည်ငါလက်ထက်၌ငြိမ်သက်ခြင်းနှင့်သစ္စာစောင့်ခြင်းရှိလျင်ကောင်းပါသည်မဟုတ်လောဟု သူတွေးပြီးဟေဇကိမင်းကျေနပ်ခဲ့သည် သူသည်မင်းကောင်တူဖြစ်တော်လဲအခြားသူများရင်ဆိုင်ရမည်အမှုအရေးထက်မိမိကိုယ်ကိုသာအလေးထားခဲ့သည်ဖျားသခင်မှာသူနှင့်တမူ क्वे ပြားသည်ငါတို့သည်ဖျားသခင်ကိုချစ်ကြသည်ဟုမဆိုဖျားသခင်သည်ငါတို့ကိုချစ်၍ကျွန်ုပ်တို့ကိုကယ်တင်ရန်သားတော်ကိုဆေလွတ်တော်မူ၏ဟု၍ရှင်ယောဟန်ရေးခဲ့သည်ဖျားသခင်သည် ကျွန်ုပ်တို့ကိုအလေးအနက်ဂရုပြုသောကြောင့် သူ၏ချစ်ချင်းမေတ္တာ၌ကျွန်ုပ်တို့ထာဝရအသက်ရှင်ရရန်ကျွန်ုပ်တို့အတွက်ဒုက္ခခံစားပေးဆပ်ခဲ့ပေသည်ပြာဒခင်ဤစင်စာနားလေပေးခြင်းကတင့်အတွက်မြည်သည့်အတိတ်ပဲနီး ယနေ့အခြားသူများကိုသင်မြည်တို့စဉ်းစားပေးမည်နီချစ်တော်ဖခင်ကျွန်ုပ်အကြောင်းတွေးကာဂယုပြုပေးသောကြောင့်ကျေးဇူးတင်ပါ၏ကိုတော်ဤချစ်ချင်းမြတ်တာကို ကျွန်ုပ်မှတဆင့်အခြားသူများစီတို့ စီစဉ်စေတော်မူပါ သခင်ယေရှုနာမကို အမိပြု၍တောင်းလျှောက်ပါသည် အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။